American whiskey တွေမှာဒီတသားစီရဲ့အတွေ့အမိုင်းကိုမီးသွေးဖုတ်ထားတာပေါ့နော်။ charge လို့ခေါ်တာပေါ့နော်။အဲ့လိုလုပ်ချင်ပြင်အရေးသွေးပြောင်းလဲလာတယ်ဆိုတော့မတော်တဆသိရှိခဲ့တာပေါ့နော်။ဒီတနိုင်းတစ်ပိုင်းဒီအရက်ထွက်ထွက်လုတဲ့လူတွေကသူတို့ရဲ့တဲသားစီကိုသူများရောင်းတဲ့တဲသားစီကိုဝယ်တယ်ပေါ့နော်။ရှင်ပတ်လောက်တာလည်းရှိမယ်ငားစိန်တဲ့လူတွေရှိမယ်ပေါ့နော်။အဲ့လိုလာရောင်းတဲ့အခါမှာဒီရှင်ပတ်စိန်တဲ့တဲသားစီလောက်ကတော့ပြဿနာမရှိဘူးပေါ့နော်။ ဒီကမီကယ်တွေငါးတွေစိမ့်နေအဲတက်သားစီကြတော့ဘောမဝယ်ရဲကိုဆရာကိုသွားပြောမယ်အာဆရာငါးညီနန်းနန်းတက်သားစီကကျွန်တော်တို့အရက်စင်လို့ဖြစ်ပါမလားဟုတ်လားညဝယ်လိုက်ကွာဟုတ်လားညဝယ်လိုက်ဒီငါတို့အထဲတွေကိုချစ်ပြီးတော့မီးတင်လိုက်ရင်ငါညီနန်းပြောက်သွားမှာနော်အဲ့လိုအဲ့လိုပုံစံမျိုးနဲ့အဲ့လိုဟိုမတန့်တဲ့တက်သားစီတွေဝယ်ပြီးတော့အချင်းသားကိုချစ်ချစ်ချစ်ပြီးတော့မီးတင်လိုက်တော့မီးတင်လိုက်တော့ဘယ်လိုပဲဖြစ်အဲအထဲမှာရှိတဲ့ မညီပဲပဲချင်ပဲပဲပြပါရင်အရင် product ခေါင်းရဲ့ဆွဲကက်ကြံတဲ့ဟာတွေကအဲပျောက်ပြတ်သွားတာပေါ့နော်အဲ့လိုတသားစီနေပဲအရက်စိန်မင်းအဲ wine တော့မဟုတ်တော့ဘူးဒီမှာအရက်ပေါ့နော် whisky စိန်မင်း rand စိန်မင်းအဲ့လိုစိန်တဲ့အခါမှာအာနှစ်ချုံမှုပြီးဆုံးသွားတဲ့အခါမှာတောက်ကြည့်ကြီးကြည့်တဲ့အခါကျတော့မီးမီးသွေးမဖုတ်ထားတဲ့တသားစီနေအရသာမတူပဲတမှုထူးခြားပြီးကောင်းနေအောင်တွေ့ရတယ်ပေါ့နော်တသားစီကိုအတွင်းသားကိုမီးဖုတ်ရင်ရတာကောင်းတယ်ဆိုတော့ အဲ့တော့လိုက်ဖုတ်ကြတာပေါ့နော်ခုခက်ကတော့မသိဘူးဒီခက်သိမ့်မဲ့ပညာထွန်းလာတဲ့ခါကျတော့မှဘလို့ဖြစ်တာလဲဆိုတော့ဒီတသားစီကိုမီးဖောက်လိုက်တဲ့အတွက်တသားထဲမှာရှိတဲ့ဒီတကြားတက်ပဲပေါ့နော်တကြားတက်က crinkermalize ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ crinkermalize ဖြစ်သွားတဲ့ခါမှာအရက်နဲ့စိန်နဲ့အရက်နဲ့ထိတွေ့ပြီးတော့ဓာတ်ပြူပြီးတော့အချိုဓာတ်တွေ vanilla ပေါ့နော်အုတ်ကရတာတွေအရက်ကိုပေးစွမ်းတယ်ပေါ့နော်ဒါဘော်ဘွန်ဝီစကီပေါ့နော်ဂျင်ဘီနိုပေါ့နော်အရသာရှိအဲ့ သားစီကိုမိဖုတ်တဲ့အတွက်ရရှိတဲ့ကျေးဇူးပေါ့နော်ဒါပေမဲ့လည်းသသားမိသွေးနဲ့တော့ရတာပေါ့နော်နောက်တစ်ခုကမိဖုတ်တဲ့အတွက်မျက်နှာပြင်က crack ဖြစ်သွားတာကွက်အပ်သွားတာအဲ့လိုကွဲတဲ့အတွက်လည်းအရက်ကသသားစီတွေကိုထုတ်ဝင်လိုက်ထွက်လိုက်ကဲအဲဟောပေါ့ဝင်လိုက်ထွက်လိုက်ဖြစ်မှုကပိုပြီးတော့များပြားမြန်ဆန်စီတယ်ပေါ့နော် wood condensed ကိုရစီတယ်ပေါ့နော်အဲ American whiskey မှာပုံမှန်အပြင် charge level 4 charge level 4ခုရှိပါတယ် အဲ့ဒါကတော့1 2 3 4ပေါ့နော်ဒီပုံမှန် American Whiskey တွေက charge level 3နဲ့စိန်ကြတာများပါပဲအဲချို့ဘော်ဘွန် Whiskey တွေဥပမာ Wild Turkey 101ဆိုလို့ရှိရင်ဒီ charge level 4 Alligator charge လို့ပြောတာပေါ့နော်ဒီမိချောင်းခေါင်းတူရဲ့ကြောကုန်းမမိန်နဲ့တူလို့ Alligator charge တို့တင်စားပြီးပြောတာပေါ့နော်အဲ့လိုလုပ်ရင်ပို့ပြီးတော့ strong flavor ကိုရပြီးတော့နော်ဒီ strong strong flavor ကိုရရှိစေတယ် ဟုတ်ပြီအဲ့ဒါကအဲ့ဒီနောက်ပိုင်းမှာလူတွေကအတွင်းတော့ပြီးဖုတ်လာ American Whiskey ပေါ့နော်ဂျန်နဲဝီစကီဂျန်နဲဝီစကီကတော့မလုပ်ကြပါဘူး American White Oak ကလည်းဒီ Vanilla Dead ပေါ့နော်အဲ့ဒီအဲသူတို့ရက်ကိုကောင်းစေမဲ့ဓာတ်တဘာဝတွေပို့ပြီးတော့ကျွဲသွားတာပေါ့နော်အဲ့ဒါကြောင့်မို့တသားစီအတွင်းတော့ပြီးဖုတ်ခဲ့ဆိုတာဖြစ်လာတာပေါ့နော်